ယူကမက်ချ်တင်းနဲ့ချန်ပီယံစ်လိဂ်တို့များအားလုံးပဲမင်္ဂလာပါကျွန်တော်အခု33ပွဲကတော့အာဆနယ်နဲ့ဝက်စတမ်တင်းတို့ရဲ့ပွဲအာဆနယ်2-0နဲ့အနိုင်ရခဲ့တယ်ဆိုတော့အာဆနယ်ကဝက်စတမ်ကိုအခွင့်အရေးမှမပေးဘဲနဲ့လော်လော်လေးပြောရရင်တော့တစ်ဖက်သက်စိတ်ကြိုက်ထိန်းချုပ်လွှမ်းမိုးပြီးတော့အေးဆေးဆေးအနိုင်ရသွားတဲ့ပွဲတော်တော်လေးတက်တောင့်သက်သာရှိတယ်ဝက်စတမ်ကပွဲအဆအဆုံးဒါအာဆနယ်ဘက်ကိုဂိုးကန်သွင်းခွင့်ဂိုးပေါက်တဲ့ကန်ချက်ပေါ့လေ တကြိမ်တော့မရပဲနဲ့ပွဲပြီးသွားတယ်ဆိုတော့ game က2-0ဆိုတဲ့ game ဒီ Arsenal အတွက်ကွင်းလာလူ Declan Rice အဖွင့်ကိုတော့သူ့ရဲ့အသင်းဟောင်းကို38မိနစ်မှာတွင်တယ်ဆိုပြီး Mandy ရဲ့ပေးပို့မှုတကယ်ကောင်းတယ်ပြီးတော့ Essay ကန်တယ်ကိုယ်သမားပုတ်ပြီးတော့ပြန်ထွက်လာတာကို Declan Rice ပြန်ပြီးတော့တွင်သွားတယ်ပြီးတော့ဒီ penalty ကနေပြီးတော့ penalty ကတော့နည်းနည်းလေးအငင်းပွားကြတော့ရှိတယ်ကျွန်တော်တို့စီးအပြင်းပါလို့ထင်တယ်ဒါပေမဲ့စီးတဲ့ဟိုရောက်တဲ့အချိန်အထိလဲ ဒီဆက်ပြီးတော့ထိနေတဲ့ပုံစံလေးတော့တွေ့ရတယ် soft touch ပေါ့လေအဲ့ဒါထားပါတော့ဒီကိုးကြောင်လေးဒီမဟုတ်လေနောက်ထပ်ဒီ2-0ကဖြစ်သွားနိုင်ရည်ရှိသလို West Ham ကိုဘယ်လိုမှမလှန်နိုင်အောင်တီးထားတဲ့အတွက် Arsenal ကနိုင်တော့နိုင်ပါပဲ68မိနစ်ပုတ်ခတ်ရဲ့ Saka ကဒုတိယကိုးသွင်းတယ် West Ham ကဒီပွဲမှာ Arsenal ကိုဘလို့မှပြတ်တုံပြန်နိုင်စုံမရှိဘဲနဲ့ရှုံးခဲ့တယ်ရှုံးတဲ့ရှုံးထက်တဲ့ Arsenal ရဲ့နိုင်ပွဲကအရင်သက်သက်သာရှိတော့တယ်ဂိမ်းကိုချင်းကပ်ပုံတော်တော်လေးအားကောင်းလွန်တယ် ဘောလုံးကိုကောင်းကောင်း control လုပ်ထားနိုင်တယ်၊ကင်ထားနိုင်တယ်။အဆက်မပြတ်ဒီဘောလုံးကင်ထားရင်းနဲ့တန်ဖိုးကိုစိတ်ကြိုက်ထိန်းချုပ်တယ်။ဘောလုံးပိုင်ဆိုင်ခွင့်ကဒါဟိုခဏဆရာကတော့နှီးပါအထိရှိခဲ့တယ်။အဲဆိုလိုအပ်တဲ့အချိန်မှာ press ကိုတက်ပြီးတော့အမြင်ကြီးတစ်တစ်တက်ပြီးတော့ကွင်းရဲ့ဒီအမြင်ပိုင်းဇုံအထိတက်ပြီးတော့ press လုပ်နိုင်တယ်။ပြီးတော့ဒီ Watson ရဲ့ defensive line ကိုဒီအခြေအနေမျိုးစုံနဲ့ ကြော်ဖြတ်နိုင်တာကြီးတွေ့ရတယ်။အမားတွေကျွလွန်အောင်လို့ဒါကစားနိုင်တာတွေ့ရတယ်။ကွင်းလေက transition နဲ့အရင်ကောင်းတယ်။ပြီးတော့ဒီပွဲကပြောမှာဆို Michael Arteta ဒီ Martin Odegaard မနာခင်အထိဒဏ်မရခင်အထိပေါ့။ Singapore တူတဲ့နဲ့ advance midfielder နှစ်ဦးကိုတုံးပြီးတော့ကစားတဲ့ပုံစံ။ဆိုတော့ဒီကစားတဲ့ပုံစံမှာပုံမှန်အားဖြင့် Arsenal ရဲ့ကွင်းလေ၃ဦးမှာခံစစ်စိတ်တန်ကစားသမားပေါ့နော်ဒီ rise up အဝင် နှစ်ဦးကိုကျွန်တော်တို့တရားဒီမှာမကြာခဏတွေ့ရတယ်ဒီဘွဲကအဲ့တဦးတည်းနဲ့တိုက်စစ်အားတန်ကစားသမားတွေနဲ့ဒီ game ကိုတီဆောက်တယ်တီဆောက်တဲ့အခါမှာပိုကောင်းနဲ့ပိုတော်မှဟိုထိမ့်ချုပ်နိုင်စွမ်းမြင့်တဲ့ဘောလုံးကိုတွေ့ရတယ်ဒါမှမဟုတ် Martin Odegaard တန်ရရသွားတယ်တန်ရရသွားတဲ့အချိန်မှာလဲ Arsenal ကဒီဘယ်လိုကောင်းလဲဒီအခြေအနေကိုမပြတ်စည်းသွားအောင်လို့အေးအေးဆေးဆေးထပ်ပြီးတော့ဒီ balance ကိုချိန်ပြီးကစားသွားနိုင်တယ် position ကို maintain လုပ်ပြီးတော့ကစားသွားနိုင် ကစားသွားနိုင်တာတွေ့ရတယ်ဆိုတော့အာဆနာကပို့ပို့ပြီးတော့ရင်းကျက်လာတယ်အသင်းကြီးပို့ပြီးတော့ဆန်လာတယ်ဝက်ဆမ်ကဒီရာဒီမှာဟိုနည်းနည်းပြဿနာရှိတဲ့အသင်းနိပြတဲ့အသင်းဆိုတော့ဝက်ဆမ်ကလည်းသူ့အားနဲ့ကျန်တဲ့သူကရှိပြီသားဒါပေမဲ့အာဆနာကစားတာကဟိုဝက်ဆမ်အားနေတယ်ဆိုတော့ထားအာဆနာကစားတာကသူတို့ပုံစံကတော်တော်လေးအကြရတယ်ပုံစံကြရတယ်တည်ငြိမ်တယ်ကိုယ့်အလုပ်ကိုကိုအေးအေးဆေးဆေးလုပ်နိုင်စွာရှိရစွာတွေ့ရတယ်ပြီးတော့ ဟိုအန်အိုးကိုကောင်းတာကအခုအချိန်ထိလျန်ဒိုထရော့ဆော့ကိုမီကယ်အာတီတာကဇက်တိုက်ပြန်သုံးနေတယ်ယုံကြည်မှုလည်းရှိတယ်ထရော့ဆော့စီကထိရောက်တဲ့ဘလီတော့ကျွန်တော်သိမတွေ့ရအောင်အဲဒါပေမဲ့မာတင်နလီရဲ့ဒီကစားလိုစိတ်ကိုလည်းအရန်ကွာနေပြီးတော့ပဲဆက်ဆောင်ခိုင်းထားရင်းနဲ့ဂိမ်းလေးကိုပြန်ပြန်သွတ်သွင်းတဲ့ပုံစံမျိုးတွားနေတယ်ဒါပေမဲ့အထူးသဖြင့်တော့အာဆနယ်ရဲ့ကွင်းလေအာဆနယ်ခံတဲ့အရန်ခိုင်မာလုံးနဲ့အရန်ခိုင်မာလုံးနဲ့အခါကျတော့တိုက်ဆက်ကဟိုဘလိုပဲကစားအခုဆိုယော့ခရက်ဆိုဒီပွဲဖော် ရယောကာစိတ်အားရစရာမကောင်းပြန်တုံးတဲ့အတိုင်းပဲအဲ့တော့ဘူဂါယိုဇာကာကြတော့ဟိုအရန် risk ယူပြီးတော့သူကိုယ်တိုင်လည်းဒဏ်အားပြန်တော့တာလာမကြသေးဘူးတိုးကစားမျိုးတွေမလုပ်ဘူးအေးစစ်စစ်ရှောင်းကစားတယ်လက်ပတ်ကစားတယ်ပြီးတော့ဒီဖြတ်တင်ပေါ်တွေပြေးမယ်အဲပြန်တွဲမယ်ဆိုတဲ့ပုံစံမျိုးအာစနယ်မှာကဒီတိုက်စစ်က fluidity မဖြစ်ဘူးဒီအဲ Trossard Yokaras ဘူဂါယိုဇာကာဒါပေမဲ့ကွင်းလေကဘောလုံးကင်ပုံလေးကောင်းတယ် transition တွေလည်းကောင်းတယ်လိုအပ်လိုအပ်သလိုကွင်းလေကဥဆောင်ပြီးတော့ဒီ press လုပ်တဲ့အနေအထားဒါပေမဲ့တခါကျတော့ second line ကနေပြီးတော့ AA စစ်စစ်မဲ့တဲ့ block block နဲ့ဟိုကာထားတဲ့အနေအထားပြီးတော့ kansas solidarity အရန်မြင်တယ် arsenal ရဲ့ back line ကကိုးသမားအပေါင်းပဲဒါကြောင့်ဒီ raya ကတကယ်ဟိုဘယ်ခုမလဲဆိုတော့ကြီးကြီးမားမား PR ကိုမကြုံရဘူး WhatsApp ကို AA စစ်စစ်အဲ့ဒါကလည်းကတင်းချုပ်ပစာတွေ့ရတယ်ဆိုတော့ WhatsApp မှာက ိုပြဿနာကပါလဲဆိုတော့နီးပြတ်တဲ့တော့ပြောင်းသွားပြီအသင်းကအရင်တော့ခံစစ်အထိုင်အသင်းတိုက်စစ်အသားပြီးနီးပြတ်ရင်းနဲ့တောက်ဒီဝဆန်းကသွားတယ်သွားတယ်သွားနေရင်းနဲ့ဟိုဒီအသင်းမှာကဒီတိုက်စစ်အသားပြီးကစားသမားတွေအေးသေးကောင်းပြီးရှိတယ်ကစားသမားတွေတော့ရှိလာပြီအဲ့တော့ခံစစ်အသားပြီးနီးပြတ်နဲ့ဝဆန်းမှာကသူ့အနေနဲ့သူ့ကို identity ပြဿနာရှိနေတယ်ပြီးတော့တကယ်တမ်းကွင်းမှာကစားတဲ့အခါမှာလေဒီ clear chance တွေအနေထားရောက်တဲ့အထိသူတို့ဘောလုံးကိုသူတို့ကောင်းကောင်းမကစားနိုင်ဘူး ဆိုတော့ဒီဘက်မှာပြတဲ့အချက်အလက်ပေါ့နော်ဂိုးပေါက်တဲ့ကန်ချင်မိနစ်90 0ဆိုတာက West Ham ရဲ့အခြေအနေမှန်ကိုပြတယ်ဆိုတော့ Arsenal ရဲ့အနေအထားကိုကြည့်ပြီးတော့လည်း adjust မလုပ်နိုင်ဘူး Arsenal ကိုဒီ counter နဲ့ပြန်ပြီးတော့ဒုက္ခပေးတင်တယ်ဆိုတာမျိုးကအသိငယ်တွေအထူးသဖြင့် Arsenal ကိုင်းကိုလာကြတဲ့အချိန်တွေးနေကြအတွေးပဲအဲ့ဒီအတွေး West Ham လည်းတွေးမှာပဲဒါပေမဲ့အဲ့ဒီအလုပ်ကိုလည်းမလုပ်နိုင်ဘူး Arsenal ကတော့သူတို့ရဲ့ psychological အရာရောသူတို့ရဲ့ momentum အရာရော ။နောက်သူတို့ကစားနေတဲ့ class အရာရောအပွဲအပွဲအေးအေးဆေးဆေးဆရာကြီးပုံစံနဲ့ကစားသွားတယ်ကျွန်တော်တို့တွေ့ရတယ်။ဆိုတော့ Arsenal ကဟိုဒီ WhatsApp ကိုအနိုင်ရခြင်းနဲ့ပတ်သက်ပြီးကျွန်တော်အများကြီးပြောစရာမရှိဘူး။ရှေ့မှာနိုင်ခဲ့တဲ့ပွဲတွေလဲတောက်လျှောက်ရှိနေတယ်။ဒီအသင်းကဒါအဆင့်တစ်ခုကိုရောက်နေပြီ။ဆိုတော့လောလောကူကူပဲနိုင်သွားတယ်။နိုင်သွားတဲ့ပုံစံကအရန်တွေးအေးအရန်တက်တောင်းတာရှိလုံးတယ်ဆိုတော့ပဲပြောရမယ်။ဆိုတော့ဒါတော့ Arsenal သူတို့ဝက်စတန်ဘောနဲ့ပတ်သက်ပြီးသုံးသပ်ခဲ့တာဖြစ်ပါတယ်။ကျေးဇူးအားပေးခဲ့ကြတယ်။ပရိသတ်များအားလုံးအထူးပဲကျေးဇူးတင်ပါတယ်။